ပြည်ရင်းစုဖလားနဲ့ဝေးကွာနေတဲ့နမကြီးရန်ကုန်ယူနိုက်တက်အသင်းဟာဒီနေ့မှာစုဖလားတွေပြန်လည်ရရှိဖို့အသင်းကိုအကောင်းဆုံးတည်ဆောက်နေပြီးကစားမအသစ်တွေလည်းဇက်တိုက်ခေါ်ယူနေစေဖြစ်ပါတယ်။မေလ3ရက်နေ့မှာတော့မွန်ဂိုလီးယားကလပ်မှကစားနေတဲ့ဂျပန်တိုက်စစ်မှုအော်တိုဆိုက်တိုကိုတရားစီစာချုပ်နဲ့ခေါ်ယူလိုက်တယ်လို့သိရပါတယ်။အသက်25နှစ်ရှိပြီဖြစ်တဲ့အော်တိုဆိုက်တိုဟာတိုက်စစ်ရဲ့နေရာစုံမှာကစားနိုင်တဲ့ကစားမတစ်ဦးဖြစ်ပြီးဩစတြေးလျနဲ့ဂျာမနီကလပ်အသင်းတွေမှာကစားခဲ့ဖို့သူလည်းဖြစ်ပါတယ်။ ရန်ကုန် United ကိုပြောင်းလာခဲ့ရတာရန်ကိုပျော်ပါတယ်ကျွန်တော်ဒီအသင်းအတွက်အကောင်းဆုံးပေးဆက်ကစားသွားမှာပါပြိသက်တွေကွင်းထဲအထိ လာအားပေးကြဖို့ပြောချင်ပြီးကျွန်တော်တို့အားလုံးကွင်းထဲကနေစောင့်နေပါမယ်လို့ Auto Site 2ကရန်ကုန် United ကိုရောက်ရှိလာတဲ့ပေါ်သူခန်းစားချက်ကိုပြောဆိုခဲ့တာဖြစ်ပါတယ်နေပြဥချုံတွန်းကင်တွင်နေတဲ့ရန်ကုန် United အသင်းဟာလီဖလားပြိုင်ပွဲမှာတော့အုတ်စုဘီမာကချင် United မဟာ United AR United နဲ့ရန်ကုန်ရိုက်ရဲ့အသင်းတို့နဲ့တအုပ်စုရဲ့အကြောင်းနေပြီးအဖွင့်ပွဲစဉ်မှာ ရန်ကုန်ရိုင်းရဲ့အသင်းကိုဂိုးမရှိသေးကြကပြည်သက်တွေရဲ့ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။အောက်စုဒုတိယပွဲစဉ်မှာတော့ကချင်ယူနိုက်တက်အသင်းနဲ့ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။